ဝမ်ချမ်ပီယံရှစ်ကရေးတဲ့ဇာညွန်အတိုင်းလိုက်ပြီးကရရအောင်မဲ့ထန်ခွေးရှိဝမ်ချမ်ပီယံရှစ်ဟာဘယ်တော့မှသူတို့ရဲ့ time fighter လိုမျိုးမဟုတ်ရင်အခြားသော fighter တွေအပေါ်အတော်လေးရဲစက်တက်ကြတာများပါသည်ဒီလိုပြောရတဲ့အကြောင်းရင်းကလည်းတပွဲနှစ်ပွဲတွေမဟုတ်တော့ပဲသုံးပွဲလေးပွဲလောက်ထိဖြစ်လာခဲ့တဲ့အတွက်ကြောင့်ပါပဲတန်းစင်ဆိုလင်းဦးနဲ့သွေးလင်းထက်တို့ဟာဒမင်သက်သက်ဝမ်ချမ်ပီယံရှစ်ရဲ့ဦးချိုးချင်းကိုခံခဲ့ရတဲ့ fighter တွေဖြစ်တယ်လို့ဆိုရမှာဖြစ်ပြီးအခုဆိုရင်တန်းစင်တရဝမ်မနိုင်ပွဲတွေစတိုက်ပြောင်းနေခဲ့တယ်လို့ဆိုလင်းဦးဆိုရင်လည်းထို့အတူဆိုပြီးပြောရမလို့ဖြစ်နေခဲ့တာပါ တမနီဆိုလင်းဦးဆိုရင်ပွဲတွေနဲ့အတော်လေးဝေးကွာသွားခဲ့တဲ့အထိမြင်တွေ့ထားခဲ့ရတာဖြစ်ပြီးသူရဲ့နောက်လာမယ့်ပွဲစဉ်ဟာဘယ်တော့လဲဆိုတာမသိရသလောက်ပါပဲ။ဒွေလင်းထက်ဆိုရင်လည်း level 2 fighter ချင်းမဟုတ်ပဲဆမ်မီလိုမွေထိုင်းဘိုးရီကြီးနဲ့ပွဲတည်ပြီးသွားခဲ့ပြီးသူရဲ့နိုင်ပွဲဆက်နေမှုကိုပါရပ်တန့်ခြင်းခံသွားခဲ့ရတာပါ။ဆမ်မီလိုမွေထိုင်းဘူးရီကြီးနဲ့ကတကွေးမဟုတ်တကွေးမှာတွေ့ရမယ်ဆိုပေမယ့်အခုလိုပွဲတည်ပေးလိုက်တာကတော့နည်းနည်းလေးစောနေသေးသလားလို့တောင်ထင်မှတ်သွားစေခဲ့တာပါ။ဒွေလင်းထက်ပွဲပြီးသွားတော့ထုံးမြောင်ပွဲမှာဆိုရင်လည်း တန်တုံလိုမျိုးထိုင်းဖိုက်မှာချန်ပီယံခပတ်ဆုတ်ခူးထားတဲ့ဝိုင်ယင်ဖိုက်တာတယောက်နဲ့ပွဲတည်ပေးသွားခဲ့ပြန်တာပါပြောရရင်မြန်မာလူငယ်ဖိုက်တာတွေဟာချန်ပီယံဟောင်းဖြစ်ခြင်းဖြစ်မဟုတ်ရင်ချန်ပီယံလောင်းနေဖြစ်စည်ရင်းဝင်နေကြတဲ့ဖိုက်တာတွေနဲ့ပွဲတည်ပေးခြင်းခံထားခဲ့ကြရတာဖြစ်ပြီးတန်းစဉ်ဆိုလင်ဦးသွေးလင်းထန်းနဲ့ထွန်းမင်းအောင်တို့ရင်ဆိုင်ထားခဲ့တဲ့ဒါခဲရုနဘီဆမ်မီနဲ့တန်တုံတို့လိုဖိုက်တာတွေဟာထိတ်တန်းဖိုက်တာတွေဆိုတာအားလုံးလည်းသိထားခဲ့ကြပြီးဖြစ်မှာပါ မြန်မာဖိုက်တာတွေအနေနဲ့ကျွန်တော်ကတော့သူနဲ့မထိုးချင်ဘူးဘသူနဲ့ပဲထိုးချင်ပါတယ်ဆိုပြီးညင်းပယ်권လည်းမရှိသလိုရွေးချယ်권လည်းမရှိဘူးလို့ဆိုရမှာပါသူတို့တွေကမင်းကတော့သူနဲ့ထိုးမင်းကတော့သူနဲ့ဆိုပြီးတတ်မှတ်ပေးတဲ့ဖိုက်တာတွေနဲ့သာရှင်ပြိုင်သွားကြရတာဖြစ်ပြီးအခုလဲဝမ်ချမ်ပီယံရှစ်ရဲ့အလိုတော်ကြောင့်လူငယ်ဖိုက်တာလေးထန်ကွီးရှိန်ဟာသူ့ရဲ့ပွဲဥထွက်ကိုဝမ်မှာ၁၀ပွဲထိုးပြီး၉ပွဲထိနိုင်ပွဲရယူထားခဲ့တဲ့ဖိုက်တာနဲ့ရင်ဆိုင်သွားရအောင်မှလည်းဖြစ်ပါသည် ဒရိုထိုင်းဖိုက်တာတွေရဲ့ပထမဆုံးပွဲဥထွက်ပွဲစဉ်တွေကိုကြည့်လိုက်ရင်တော်တော်များများက level 2 fighter အချင်းချင်းဆုံတွေ့ကြတာများပါသည်ဒါပေမဲ့မြန်မာ fighter တယောက်ဖြစ်တဲ့ထန်ခွေးရှိန်ကတော့အခုမှသူ့ရဲ့ပထမဆုံးပွဲစဉ်ဖြစ်တဲ့ one championship ပြိုင်ပွဲမှာအတွေ့အကြုံရှိရုံနဲ့မဟုတ်ဘဲအတွေ့အကြုံများပြီးနိုင်မွေးတွေဆက်ထားခဲ့တဲ့ထိုင်းဖိုက်တာနဲ့ရှင်ပြိုင်ထိုးသက်သွားရမှာဖြစ်ပါသည်ပထမဆုံးကစားမဲ့ထန်ကူးရှိန်ကိုစေပွဲရှင်ပြိုင်မိသားအတွေ့အကြုံရှိတဲ့ထိတ်ဆုံးစင်ဟာဖိုက်တာဖြစ်တဲ့စောင်းချိုင်နွယ်နဲ့ရှင်ပြိုင်ခိုင်းတာဟာဝမ်ချမ်ပီယံရှစ်ရဲ့အမြတ်တမှုမရှိတဲ့လောက်ရတဲ့ခုလို့ပြောရမှာပါ ဒါပေမဲ့လည်းဒီလိုအခြေအနေတွေကထန်ကွေးချိန်တယောက်တည်းရင်မဟုတ်ပဲမြန်မာဖိုက်တာတိုင်းကြုံတွေ့ထားခဲ့တဲ့အရာတစ်ခုလို့ဖြစ်နေကြတာပါ။ဝမ်ချမ်ပီယံရှစ်မှာပထမဆုံးလာကစားတဲ့ဖိုက်တာတယောက်ကိုအဲ့လိုဆဲပွဲထိုးပြီးသူနဲ့ပွဲတည်ပေးတဲ့အစဉ်လာမျိုးကဘယ်တော့မှမရှိခဲ့ဘူးသလိုမြန်မာဖိုက်တာတွေကဝိုင်းရင်ဖိုက်တာတယောက်ဖြစ်တဲ့ဇိုးလင်းဦးလိုထိတ်တန်းဖိုက်တာကိုတော့အဲ့လိုပွဲမျိုးပွဲတည်ပေးခြင်းမရှိခဲ့တာကိုအားလုံးလည်းသတိထားမိခဲ့ကြမယ်ထင်ပါတယ်။ပြောရရင်အခုလိုပထမဆုံးပွဲကိုမပြောနဲ့ဒုတိယပွဲလောက်တောင်မှပွဲတည်မပေးသင့်ဘူးလို့ဆိုရမှာဖြစ်ပြီ အခုကမြန်မာဖိုက်တာဆိုတဲ့သတ်မှတ်ချက်တစ်ခုထဲနေတယ်။အခုလိုမျိုးပွဲတည်ပေးလိုက်တာဖြစ်တယ်လို့ဆိုရမှာပါပဲ။နောက်ပြီးထန်ကွေးရှိုင်နဲ့ရင်ဆိုင်ရမယ့်စောင်းချိုင်နယ်ဟာဝမ်ချက်မြန်ရှစ်မှာဆယ်ပွဲထိုးပြီးကိုးပွဲဆက်အနိုင်ရထားခဲ့တယ်လို့နောက်ဆုံးတစ်ပွဲမှာရှုံးပွဲတွေ့ကြုံထားခဲ့တာဖြစ်တဲ့အတွက်သူတို့ဖိုက်တာကိုရှုံးပွဲမဆက်စေချင်တဲ့အတွက်အခုလိုမျက်နှာသစ်ဖိုက်တာနဲ့ပွဲတည်ပေးလိုက်တဲ့သဘောလားဆိုပြီးမေးရမလို့ဖြစ်နေခဲ့တာပါ။တခါတလေဝမ်ချက်မြန်ရှစ်ရဲ့လုပ်ပုံတွေကတရားမျှတမှုမရှိတယ်လို့ခန်းစားရပြီးမြန်မာလူငယ်ဖိုက်တာတွေအပေါ်မျှတာတဲ့ပြိုင်ဘက်မျိုးနဲ့ပွဲတည်ပေးတာမျိုးမရှိပဲ သူတို့ဇာညွန်ရေးထားတဲ့အတိုင်းလိုက်ပြီးကနေခဲ့ရတာကိုမြင်တွေ့နေခဲ့ရတာဖြစ်ပါလိမ့်